မင်းနာကြီးစေတင်ပြတာနဲ့လို့တွေ့တာသူထေဆိုင်ကိုတရားစွဲခြင်းကြောင့်ခိုင်နေဝေကိုကုညီတောင်းလိုက်တဲ့ကလေးမိခင်မင်္ဂလာပါပရိသတ်ကြီးရှင်အခုတလုံးအင်တာနက်လူမှုကွန်ရက်ပေါ်မှာတော်တော်လေးလှုပ်ခတ်ခဲ့ပြီးအခုထိတိုင်ငင်းပွားမှုမပြီးဆုံးသေးတဲ့ဖြစ်ပျက်တခုရှိနေပါသည်အဲ့ဒါကတော့လိုင်သာယာမြို့နယ်ကတွေ့တာသူထေဆိုင်မှာဖြစ်ပွားခဲ့တဲ့ကလေးနေတယောက်ကိုချီပြီးတော့ပြစ်စည်းလာယူမိလို့ဆိုင်ရှင်မဝဝလိုင်ကကိုကြီးလျောက်ဆုံးမခဲ့တဲ့အတော်ကြီးရဲ့ကိစ္စပါပဲပရိသတ်မမိကြအောင်ပါပါအစောပိုင်းမှာတော့ အဘီယိုဖိုင်တက်လာချိန်မှာကလင်းငယ်ပါနေတာကြောင့်အများစုရဲ့တနာကျနာစိတ်ကပစ္စည်းလာယူတဲ့ဒေါ်ကြီးဘက်ကိုရောက်သွားခဲ့ပါရီကလေးတွေမရှိလို့ခိုးရရှာရဆိုပြီးပရိုက်တာသမားတွေအလူရှင်တွေကနေတိမ်မောင်းရံနဲ့ခြေလူတန်းခဲ့ကြပါရီဒါပေမဲ့တစ်ဖက်မှာတော့ကိုပိုင်ဆိုင်ပစ္စည်းခိုးခင်ရလို့ဒေါ်သားထွက်ပြီးဆုံးမမိခဲ့တဲ့ဆိုင်ရှင်မဘွားလိုက်ခင်ဗျာမှာဆိုရင်တော့ရဲစခန်းမှာမှုဖွင့်ခင်ရအဖမ်းခင်ရတဲ့အခြေဖြစ်ခဲ့ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲအမခံနဲ့ပြန်လွတ်လာခဲ့ရပါရီ သူရဲ့ဆိုင်လည်းပိတ်ထားရပြီးစီးပွားရေးမှာထိခိုက်နေတာကြားရပါတယ်။ဒီလိုအခြေအနေတွေမှာအခုဇလန်ကနောက်တစ်စိတ်ချိုးပြောင်းလဲလာပြန်ပါပြီ။တစ်ဆက်ခန်းထလာတာကတော့အဲ့ဒီဖြစ်ပျက်တွေထဲမှာပါသွားတဲ့ကလေးငယ်ရဲ့မိခင်ရှင်မှာပဲရှင်။အဲ့ကလေးမိခင်ကအခုသူမရဲ့သားတွေတွေ့တာသူထိဆိုင်ဘက်ကနေနင်နာကြေးပေးဖို့တောင်းဆိုလာတာပါ။ဆိုင်ရှင်မဝါလိုက်ဘက်ကနေကလေးတွဲဆိုပြီးတော့နင်နာကြေးဖြင့်ကျဆယ်သိန်းပေးရခဲ့တယ်လို့သိရပါရယ်။ဂျိုင်းမဲဒီနေရာမှာပြဿနာစားတာပါ။ကလေးမိကအဲ့ဆယ်သိန်းကိုလက်ခံရရှိပေမဲ့ ဒါဟာတောင်လေးကြုံတွေ့ရတဲ့စိတ်တရားနဲ့ရှင်ရဲ့နေလို့နေလို့ဆိုလာပါတယ်။သူမပြောတာကသူသားလေးဟာအိတ်ဖြစ်ဖြစ်ကြောင်းညညဆိုရင်လက်လက်နိုးနေပြီးတော့အဲ့လိုကလေးရဲ့ဖြစ်အိမ်ကိုမိခင်တယောက်အနေနဲ့မခံစားနိုင်လို့ရှေ့ဆက်တရားဥပဒေအကြောင်းအရဆက်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်လို့ဆိုလာပါပြီ။ဒီတွေ့သူမကလေးတငယ်အတွက်အမြဲရှက်တီကူညီပေးလေးရှိတဲ့တရုတ်ဆောင်မင်းသမီးခိုင်နေဝေကိုတရားဝင်ကူညီတောင်းခံလိုက်ပါပြီ။သူမတောင်းဆိုတာကတော့မမေခိုင်နေဝေအနေနဲ့သူမသားလေးရဲ့နာမှုတွင်အခုရထားတဲ့စေသိန်းတဲ့ပုံများတဲ့နေနာကြီးကို တွေ့သားသူဆိုင်ရှင်ဘက်ကနေရရှိအောင်ကူညီတောင်းပေးဖို့ပြီးတော့ပြစ်နိုင်ရင်လိုက်တရားတွေ့သားသူဆိုင်ပိုင်ရှင်မောဝါလိုင်းကိုတရားဆွဲဆိုခြင်းနဲ့ဆိုပြီးတော့အကူအညီတောင်းလာတာဖြစ်ပါရည်ဒီနေရာမှာသူတွေကြားတဲ့မိကွန်းတို့ဆရာဖြစ်လာတာကကလင်းမိခင်ရဲ့အခုပြောဆိုချက်တွေနဲ့အရှင်ကထွက်ပေါ်ခဲ့တဲ့ချက်လက်တွေကွဲလွဲနေကြတာပါပဲကလင်းမိခင်ကအခုချိန်မှာအလုံးထင်မြင်နေကြသလိုပြစ်စည်းယူခဲ့တဲ့အတော်ကြီးနဲ့သူကဘာမှမတော်ဆက်ဘူးလို့တရားဝင်ပြောဆိုလာပါရည်ဒါပေမဲ့စပိုင်းတဲ့နေမှာတော့ပြစ်စည်းလာယူတဲ့အတော်ကြီးဟာ ဒီကလေးကိုခေါ်လာတော့ငါသူ့ရဲ့မြေရင်သူချင်းမရဲ့ကလေးဆိုပြီးပြောဆိုခဲ့တယ်လို့သိရပါတယ်။အခုကလေးမိကဘာမှမတော်ဘူးလို့ညှင်းဆိုလိုက်တာပါ။ဒါကြောင့်သူတွေကကလေးမိခင်အားစရဲကသူ့ကလေးကိုတော်ကြီးစီတရက်ကျက်နှစ်တောင်းနဲ့ငါရန်ခဲ့ပြီးတော့အခုဒီဖြစ်ပျက်ကိုခွင်ကောင်းယူပါငွေထက်ညစ်ချင်လို့ခိုင်နေဝေကိုပါဆွဲထည့်ပြီးတော့လုံနေတာဖြစ်တယ်ဆိုပြီးတော့ပြပြထထန်ဝေဖန်ပြောဆိုနေကြပါတယ်။တကယ်တော့ဒီဖြစ်ပျက်အားလုံးကကိုဘက်ကနင်းနာရီလို့ပြောနေကြတဲ့အချိန်မှာအလင်းကကလေးငယ်ကတော့တကယ်ကိုသနာစရာပြေဆုံးပါပဲ။ ပရိသတ်ကြီးရဲ့မြင်ကရောဘလို့ရှိပါသလဲ။ကလေးမိခင်ရဲ့တောင်းဆိုမှုကကျဲပဲပဲကလေးရဲ့စိတ်တရားအတွက်လိုဝဲလှုပ်လှုပ်တာလို့ထင်ပါသလား။ဒါမှမဟုတ်အချိန်ကိုအခွင့်ကောင်းယူပြီးတော့ငွေညစ်ဖို့ကြိုးစားနေတယ်ဆိုတော့လူအများရဲ့ဝေဖန်မှုကပဲမှန်ကန်တယ်လို့ယူဆပါသလား။ခန်းနေဝင်နေရောဒီကိစ္စမှာဘလို့ပါဝင်ကူညီသင့်တယ်လို့ထင်ပါသလဲ။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။